လူနာတင်ရင်အသင်းတွေက အာနာသိမ်းပြီးချိန်ကစပြီးဖိအားမျိုးစုံခံရတဲ့ပရဟိတအဖွဲ့တစ်ခုဖြစ်ပါတယ်။ဖန်စီခံရတာတွေရှိသလိုပြစ်ခတ်ခံရတာတွေလည်းရှိပါတယ်။ဒါအပြင်လူငယ်တွေနှဲပါလာလို့ပရဟိတအသင်းမှာကူညီသူတွေမရှိတော့တာရန်ပုံငွေရရှိဖို့ခက်ခဲလာတာတွေကိုလည်းရင်ဆိုင်နေကြရပါတယ်။ဒီအခြေအနေတွေကြောင့်လူနာတင်ရင်အသင်းတွေကနေသက်နေပါလာနေပါပြီ။ ဒါကြောင့်လဲခုအချိန်မှာနယ်ဘက်မှာရှိတဲ့ပြည်သူတွေစံမာရေးနဲ့ပတ်သက်ရင်အချိန်မီဆေးကုသနိုင်မှုအခက်အခဲရှိလာနေပါတယ်လောင်လုံးမြို့နယ်မြောက်ပိုင်းမှာရှိတဲ့စခန်းကြီးခမောက်တောင်တောင်မင်းပြောင်ရွာတွေဘက်ကလည်းစစ်ကောက်စီတပ်ကစစ်ကြောင်းထိုးနေပါတယ်။အင်အား60လောက်ပါတဲ့စစ်ကောက်စီစစ်ကြောင်းဟာဇော်လ16ရက်နေ့မှာစခန်းကြီးရွာကိုရောက်လာပြီးဇော်လ18ရက်နေ့နေ့လယ်ပိုင်းမှာတော့အဲ့ဒီစစ်ကြောင်းဟာစခန်းကြီးရွာကနေတရှိတောင်မင်းပြောင်ရွာကိုစစ်ကြောင်းထိုးက ရွာပုံကြီးကျောင်းပွားတက်ဆွဲနေထိုင်နေတယ်လို့ဒေသခံတအူကပြောပါတယ်အဲ့ဒီလိုတရွာဝင်တရွာထက်စက်ကြောင်ထိုးကတဆွဲလာတဲ့အတွက်တောင်ဝင်းပြောင်ခမောက်တောင်ရွာသားတွေအပြင်အနီးအနားရှိဖောက်ပုံးပြင်ရွာသားတချို့လည်းထွက်ပြေးတိမ်းရှောင်နေရပါတယ်။ဆော်လာ16ရက်နေ့မှာကြားရောက်မဲ့ဒေါ်ဆန်းစုကြည်အသက်80နှစ်ပြည့်မွေးနေ့ပွဲမှာကြစ်ပနိုင်စေဖို့စက်ကောက်စီတက်ကကြေးရွာတွေဘက်စက်ကြောင်ထိုးလာတာဖြစ်နိုင်တယ်လို့ဒေသခံတချို့ကယူဆနေကြပါတယ်။ တချိန်တည်းမှာပဲစကောက်စီတဟာမြို့နယ်ရဲ့တောက်ပတ်လောင်းလုံးမျိုးနဲ့အနီးဝန်းကျင်ရွာတွေကိုစက်ကြောင်းထိုးနေလို့ဝေဒီပြင်းထိတ်စစ်ပြင်းကြီးမော် လေးတော်ခံကထောင်းနေကညံကျုံးရွာကဒေသခံတွေလည်းထွက်ပြေးတိမ်းရှောင်နေကြရပါတယ်။အလာဒူဒွေမြစ်ထဲမှာလည်းစကောက်စီစစ်သင်းဘောတွေလက်ပတ်သွာလာနေပြီးမြေကမ်းနာတစ်လျှောက်ကကျေးရွာတချို့ကိုလက်နက်ကြီးနဲ့ပြက်ခတ်နေပါတယ်။ လက်နေကြီးကြီးတချို့ဟာလက်ဝန်းတွေထံမှာမပေါက်ကွဲပဲရှိနေသေးတဲ့အတွက်လက်ထောရဲစိုက်ပျိုးဖို့စိုးရိမ်နေရတယ်လို့ဒေသခံတချို့ကဆိုပါရယ်